ညီကိုရီးယားလုံးမင်္ဂလာပါနော်ဒီနေ့ညကျွန်တော်တို့မန်စတီးပွဲရှိပါတယ်လို့နော်အီဒီယားကွင်းထဲမှာခရစ်စတယ်ပဲလီနဲ့ပရီးမီယာလိပွဲစဉ်ဖြစ် ရှင်ပြိုင်ကစားသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မန်စီးတင်းနေတဲ့ဒီနေ့ညတော့ခရစ်စတယ်ပဲလီကိုတော့အနိုင်ကံမှာတည်ကြတယ်ဘာလို့လဲဆိုတော့ခရစ်စတယ်ပဲလီကနောက်ဆုံး၅ပွဲစတိုက်ရှုံးမမရှိခဲ့ဘူးဆိုပေမဲ့သူတွေးခဲ့တဲ့အတင်းလေးတွေကအတင်းငယ်လေးတွေဆိုပြီးတော့မှန်နေဗျာအတင်းငယ်လေးလို့ပြောလို့လည်းရတယ်အဲ့တော့မန်စီးတင်းနေတဲ့အိမ်ကွင်းမှာတော့ခရစ်စတယ်ပဲလီကိုအနိုင်ကံလိမ့်မယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်နေဗျာ တကယ်လည်းနိုင်မယ်လို့လည်းကျွန်တော်နည်းယုံကြည်တယ်ကျွန်တော်မန်စီးတင်းမှာကကျွန်တော်ဒန်ယာပြတနာကတော့ဟိုအရင်တိုင်းပဲကျွန်တော်တို့ရိုဒရီကန်ဂျီအကီဒါမျိုးတွေပဲဒန်ယာရနေတယ်ကျွန်တော်နောက်ထပ်ဒန်ယာရတယောက်ကတော့ဖီဖိုရန်မပါတော့ဘူးဗျာဖီဖိုရန်ကတော့ကျွန်တော်တို့ဒါပက်ကွာရီယူလာရဲ့ဒရင်းစာရှင်လင်းပွဲမှာပြောကြားချက်အရဆိုလို့ရှင်ဖီဖိုရန်ပါဝင်နိုင်ဖို့မတိကြဘူးပေါ့နော်ဆိုတော့ကဖီဖိုရန်မပါဘူးလို့ပဲကျွန်တော်ပြောလို့ပြောလိုက်ကြဆိုဗျာလို့နော်အဲ့တော့ဘယ်လိုပါမလဲဆိုလို့ရှင်ကျွန်တော်တို့အေရာဆန်နဲ့အိုဒီကာကတော့ဂရုမနေရာမှာကျွန်တော်ပါတယ်နောက်တန်းနေရာတော့ထုံးစံတိုင်းကျွန်တော်ဘဒုရွေမလဲဆိုတာစိတ်ဝင်စားစရာပဲ ခြေတန်းတော့ရွေးချယ်တရားမရှိဘူးမာမိုရှ်ပဲထည့်ရမှာပြီးရင်ဆာဗီညိုဒိုကူးနဲ့ကျွန်တော်တို့ပြီးရင်တော့ဒီဘရိုင်းပေါ့ဗျာအလဲမှာတော့နီကိုနီကိုနဲ့ကျွန်တော်တို့ပြီးလို့ရှိရင်ကျွန်တော်ဒီဘက်ကကိုဘတ်စ်အာဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဒီဆေးဘာရိုးပေါ့ထည့်တုံးမှာပေါ့ဗျာအဲ့တော့ ဘရူတုံးမလဲဆိုတာကျွန်တော်နောက်တန်းမှာတော့ရွေးချယ်စရာများနေရပြဥမာ DS DS နဲ့ကျွန်တော်တို့ဒီကုဆာနော့တုံးမလား DS နဲ့ကဘာဒီယောတုံးပြီးတော့ O'Reilly ကိုကျွန်တော်တို့ဘယ်ဆွန်ပို့မလားဒါမှမဟုတ် Nunes ကိုထုတ်လာမလား Lewis ကိုထုတ်လာမလားဆိုတာကျွန်တော်တို့စိတ်ဝင်စားစရာပဲဒါပေမဲ့ဘသူပဲထုတ်လာထုတ်လာကျွန်တော် Crystal Bell ကိုတော့အနိုင်ကန်ဖို့တော့လုံးဝတေးကြတလောက်ပဲရှင်းဆုံးပြရရင် Champion League ဝင်ခွင့်တနေရာက9နေရာအထိဖြစ်သွားပြီဆိုတာ Man City အတွက်ကန်ကောင်းတယ်လို့ပြောလို့ရတယ်အဲ့တော့ဒီအခွင့်အရေးကိုကျွန်တော်တို့ ဆုံးရှုံးလိုက်လို့မဖြစ်ဘူးဗျာအဲ့တော့ကျွန်တော်လက်ကျန်ခုနှစ်ပွဲမှာကျွန်တော်တို့ရမှန်27မှတ်ရမှာပေါ့ဗျာပြောမှဆိုပွဲတိုင်းကိုနိုင်မှဖြစ်တော့မယ်အနေထားမှာကွာလီယိုလာလည်းပြောထားပြီ UCL ဝင်ခွင့်ရဖို့ပေါ့နော် UCL ဆိုတာ UEFA Champion League ပေါ့ဗျာအဲ့ဒါကို UCL ဆိုပြီးအတူကောက်ခေါ်တာအဲ့တော့ UCL ဝင်ခွင့်ရဖို့အတွက်တဲ့ဘယ်နှမှတ်လိုလေးဘယ်နှမှတ်လိုမယ်ထင်လဲကွာလီယိုလာရှင်းရှင်းမယ်ခုနှစ်ပွဲကျန်တော့တဲ့အချိန်မှာအချိန်မှာကျွန်တော်တို့လိုအပ်တာက27မှတ်ပေါ့ဗျာတုံးခုနှစ်လေး27တပွဲနိုင်ရင်တုံးမှတ်ဆိုတော့ 22မှတ်လိုပါတယ်ဆိုပြီးတော့ပြောထားခဲ့ဆိုလိုတာကဒီခုနှစ်ပွဲလုံးအနိုင်ကံမှဖြစ်မှာဗျာအဲ့တော့နောက်တွေ့ရမယ့်အတင်းတွေကလည်းအတင်းကြီးမပါတော့ဘူးအဲ့တော့မန်စီးတင်းနေနဲ့ကိုတမိုင်းကိုရေးအာကို UCL ဝေခွင့်ကိုကိုရိုင်းဖန်တီးယူမှရမယ့်အနေထားဖြစ်နေပြီဗောနော်အဲ့တော့နိုင်မှဖြစ်တော့မယ်အဲ့တော့ကျွန်တော်အနေနဲ့ကတော့ကျွန်တော်ရှင်သူမြတ်အိုရယ်လီယိုပဲဆက်ပွဲထုတ်ပြီးတော့ကဘာရီယောကို ဘဝခံစစ်ပို့ပြီးတော့ခူဆာနော့နဲ့တွဲကစားတာမြင်ကျင်နေပြရတော့เนาะအဲ့တော့နူးနက်စ်ကိုပဲဆက်ပြီးတော့ပွဲထုတ်စေကျင်နေပေါ့เนาะအဲ့တော့ဘာဖြစ်ဒီပွဲကတော့ကျွန်တော်အနေနဲ့တော့သူးစီလို့ခံမဲ့ပါတယ်ညီကိုရောဘယ်နှပွဲဘယ်နှကိုးနဲ့နိုင်မယ်လို့ထင်တယ်ကျွန်တော်ကွန်မန့်မှာတစ်ချက်လောက်ရေးထားပေးခဲ့ကြပါအောင်အလုံးကျေးဇူးတင်ပါတယ်ဗျ